တရုတ်နဲ့ဂျပန်နိုင်ငံတို့အကြားမှာဒီတန်တမန်ရေးအရာပေါ့လေစကစစ်ထိုးတိုက်ခိုက်မှုတွေပြင်းထန်လာပြီးတော့အခုခါမှာဆိုရင်တော့ပိတ်ဆို့အရေးယူတဲ့အဆင့်ထိကို ရောက်လာပါပြီတရုတ်နိုင်ငံကဒီဂျပန်နိုင်ငံဘက်ကနေတင်ပို့နေတဲ့ပင်လယ်ဇာတွေကိုဒီကနေ့နိုဝင်ဘာလ19ရက်နေ့မှာတာမြင်လိုက်ပါတယ် အပြန်အလှန်စကားစစ်ထိုးတိုက်ခိုက်မှုတွေကဒီဂျပန်ဝန်ကြီးချုပ်စနိုင်းတက်ကာအီချီရဲ့ထိုင်ဝမ်နဲ့ပတ်သက်တဲ့ပြောဆိုချက်ကနေစခဲ့ပါတယ်။တရုတ်တန်တမန်တယောက်ကခေါင်းဖြတ်ပစ်မယ်လို့တုံ့ပြန်ပြောဆိုလိုက်ပြီးတဲ့နောက်ပိုင်းမှာအပြန်အလှန်ထိုးနှက်ပြောဆိုချက်တွေဖြစ်လာခဲ့တာပါ။ပီကင်းနဲ့တိုကျိုအစိုးရကြားမှာဆိုလို့ရှိရင်ဒီဖူကိုရှိမားအမှတ်၁နျူကလ িয়ার ဓာတ်အားပေးစက်ရုံကစွန့်ပစ်ရေးကိစ္စနဲ့ပတ်သက်ပြီးတော့ဂျပန်ကပင်လယ်စာ တင်သွင်းမှုကို2023ခုနှစ်ဩဂတ်စ်လထဲမှာတရုတ်ကပိတ်ပင်ခဲ့တာပါ အခုနှစ်အစောပိုင်းမှာတော့နှစ်ဦးနှစ်ဖက် အလျှော့ပေးမှုတွေလုံးချဖို့သဘောတူခဲ့ပြီးတဲ့နောက်ဂျပန်ရဲ့ပင်လယ်ဆောင်ကိုလွန်ခဲ့တဲ့နှစ်ပတ်လောက်ကမှတရုတ်ကို ပြန်ပြီးတော့စပို့ခဲ့တာဖြစ်ပါတယ်အခုတော့ထိုင်ဝမ်အရေးပြောဆိုချက်နောက်ဆက်တွဲတင်းမာမှုတွေကြောင့်ပြန်လည်တင်းကျပ်လိုက်တာပဲဖြစ်ပါတယ်ဒီကိစ္စမတိုင်ခင်ကတော့တရုတ်ကဒီသူ့နိုင်ငံသားတွေကိုအန္တရာယ်ရှိနိုင်တဲ့အတွက်ဂျပန်နိုင်ငံကိုအလဲအပတ်မသွားကြဖို့တိုက်တွန်းခဲ့ပါတယ်မကြသေးခင်ကပဲဂျပန်နိုင်ငံတောင်ပိုင်းကထိုင်ဝ ဝမ်နဲ့နီးတဲ့ဒေသတွေမှာတရုတ်က drone တွေကိုရှာဖွေတွေ့ရှိခဲ့တယ်ဆိုပြီးတော့ဂျပန်က တိုက်လေယာဉ်တွေကို စေလွတ်ခဲ့ပါတယ်။